positive ဖြစ်တဲ့ transit လေးတစ်ခုဂျွန်လ9ရက်နေ့မှာစပြီ we have a big positive transit coming up astrology မှာကံကောင်းဆုံး planet လို့ကျွန်မခဏခဏပြောလို့ရှိတဲ့ jupiter က gemini sign ကနေပြီးတော့ cancer ကိုသွားမယ်ဘယ်ကနေဒီ transit လေးကစပြီးဖြစ်မလဲဆိုတော့ကျွန်တော်တို့ဂျွန်9ရက်နေ့က2025ဒီနှစ်ကနေပြီးတော့ June 13 2026တနှစ်တီတီဒီ transit လေးကရှိသွားမယ် အဲ့တော့ what does it mean အတိပ္ပယ်ကဘာလဲဆိုတဲ့အခါကျတော့ဒီတပတ်အတွင်းမှာနည်းနည်းလေးသတိထားကြည့်ဒီလိုမျိုး planet တွေ sign တွေပြောင်းနေဆိုတဲ့အခါကျရင် you will feel the new energy search of energy ခွန်အားတွေနည်းနည်းပိုရှိလာသလိုတိတ်လည်းမနှုံတော့ဘူးလူကနည်းနည်းတက်ကြွနေလိမ့်မယ်ဆိုတော့ဒီတပတ်ထဲမှာကိုယ့်ရဲ့ emotional feelings တွေဘယ်လိုရှိလဲကိုယ့်ရဲ့ energy ဘယ်လို level ဘယ်လိုရှိလဲဆိုတာသတိထားကြည့် you're stepping into the sunshine နေရောင်ခြည်တဲကိုထွက်လိုက်သလိုမျိုး Jupiter က Cancer မှာအရင်က cozy ဖြစ်တယ်အရင်သက်သက်သက်သာရှိရဆိုတော့ this place placement is a very positive placement. Jupiter ကသူ့ရဲ့အင်လေးကို တပတ်ပြန်လည်လာဖို့ဥမာကိုယ့်ရဲ့ Jupiter က Aries မှာရှိလေဆိုတဲ့အခါကျရင်ကျမတို့ Aries uh Taurus Gemini signs နှစ်ခုကိုဖျက်ဖျက်ရလိမ့်မယ် Jupiter in Aries ဆိုပြီးတော့တပတ်ပြန်လာဖို့က12နှစ်ကြာတယ်မျက်လုံးထဲမှာအခုနည်းနည်းလေး reflect ပြန်လုပ်ကြည့်နည်းနည်းလေးစဉ်းစားကြည့်လွန်ခဲ့တဲ့12နှစ် ်လူငယ်စနစ်ဆို2013 2013 June လောက်မှာเนาะ2013တနှစ်လုံးပေါ့เนาะအဲ့ရနေရဆက်လို့ရဒါပေမဲ့အနည်းဆက်ဆုံးအခုကျမတို့ Jupiter transit cancer ဖြစ်နေတဲ့အချိန်လေးမှာအဲ့ဒီ June လအစလေးမှာကိုပါးတွေလုံနေခဲ့လေ2013မှာ ဘာအပြောင်းလဲတွေရှိခဲ့လဲကို့အတွက်ဘာ changes တွေဖြစ်ခဲ့လဲဆိုတာလေးကိုနည်းနည်းလေး reflect ပြန်လုပ်ကြည့်။ဘာကြောင့်လဲဆိုတော့ Jupiter in Cancer ကကျမတို့ခုတပတ်ပြန်လေလာတယ်။စနစ်နဲ့ကြာတယ်ဆိုတဲ့အခါမှာခုပြန်လေလာတဲ့အတွက်ကြောင့်မို့ similar thing ပုံစံတူကိစ္စရက်လေးတွေကအခုကျမတို့ဒီတစ်နှစ်အတွင်းမှာကို့အတွက်ဖြစ်သွားနိုင်တယ်။ဥပမာလေးကျမတခုပြောပြမယ်။2013ကကျမ UK မှာနေနေတာနေပြီးတော့ကျမမြန်မာနိုင်ငံကိုပြန်လာခဲ့တယ်။ မြန်မာနိုင်ငံပြန်လာရဆိုတဲ့အခါမှာမိသားစုနဲ့ပြန်တွေ့ရတယ်။နော်မိသားစုအိမ်မှာပဲကိုပြန်နေရတယ်။ပြီးတော့တငယ်ချင်းတွေနဲ့ကိုပြန်ပြီးတော့ reconnect ပြန်လုပ်မိတယ်။ပြီးရင်ကျမအမအလုပ် opportunity တွေပေါ်လာတယ်။ပြောမစရင်တော့ home နဲ့ပတ်သက်တာအိမ်နဲ့ပတ်သက်တာနော်အိမ်လို့ပြောလိုက်ပြီဆိုတဲ့အခါကျရင်အမေပါလာပြီ။ နော်ကိုယ့်ရဲ့အမေအဖေပါလာပြီကိုယ့်ရဲ့ဆွေမျိုးတွေပါလာပြီ Jupiter က abundance နဲ့ဆက်စပ်တဲ့ expansion ပေါများကျွယ်ဝတာနဲ့ဆက်စပ်တဲ့ wisdom ကျမတို့အသိဉာဏ်ပညာတွေကျွယ်ဝတဲ့အဲ့ဒီ planet က cancer မှာသွားရှိရဆိုတာက cancer ကကျမတို့ astrology မှာဆိုတဲ့အခါကျရင် mother of astrology လို့ပြောရသူကို astrology အမေလို့တင်စားလေးရှိတယ် cancer is connected to home cancer is connected to family မိသားစုနဲ့ဆက်စပ်မှုရှိတယ် cancer က intuition နဲ့ဆက်စပ်မှုရှိတယ် cancer cancer is connected to emotional security. Jamaria di emotion e balauti secure pile long jo mushile. Ancestral healing, bows and bounce set, muyu ani bido, jamaru lesson gan la di trauma re go, healing lo wame Mother warn, go ne me relationship le ma puta le re shira, sima bi da re. Communication ba ma nene le lura le re, because I have Lord Mother warn and I have Lord Father warn too. I am still healing, I am still accepting my parents for who they are. I I always tell people that my parents are my karma. So, Jupiter in Cancer, I think there's a lot of healing coming up with your parents. Jupiter in Cancer, transit Lima, your urge to connect with your family ကိုမိသားစုနဲ့ပြန်ပြီးတော့ connect လုပ်ချင်လာတာเนาะအရင်တော့ကသူတို့နဲ့တိတ်ပြီးတော့ close မဖြစ်ဘူးဆိုတဲ့အခါကျရင်အခုချိန်မှာ a lot of forgiveness a lot of acceptance tomorrow heart chakra ကိုပို့ပြီး open ဖြစ်ရမယ်အချိန်လေးဖြစ်နိုင်တယ် so our biological family မမဟုတ်ဘူးအာကိုယ့်ရဲ့တငင်ချင်းတွေကနေပြီးတော့တကယ်ကိုကောင်းတဲ့ family ဖြစ်လာတာအဲ့ family frequency ပေါ့เนาะနောက်တစ်ခုက social network ကျမတို့ social media ပေါ်မှာတွေ့လာတဲ့သူတွေကလည်းဒီခါလေး ကြရင်ကိုယ့် family လို့ဖြစ်လာတတယ်ကိုယ့်ရဲ့အပေါင်းအသင်းတွေကိုယ့်ရဲ့ mate တွေတည်းကလည်းတကယ်ကိုတကယ် biological family ထက်ပို့ပြီးတော့ကောင်းနေတယ်ပေါ့ကျမဆိုရဲခါကြရင်ကျမမှာ community ရှိတယ်တချို့လူဆိုရဲခါကြရင်ကျမတခါမှလည်းအပြင်မှာအရင်တော့မတွေ့ဘူးပေါ့နော်တွေ့တယ်ဆိုတဲ့အခါမှာတခါလောက်တွေ့ပြီဆိုတဲ့အခါမှာ I can rely on them community ထဲမှာဆိုရဲခါကြရင်ကိုယ့်ရဲ့အမျိုးတွေလို့ဖြစ်သွားတာကိုယ့်ရဲ့ family လို့ဖြစ်သွားတာ cancer girl motherly ဖြစ်တဲ့ energy amazing energy la me upcoming one year ma so re kha chai you probably have urge to nest nesting lo de so re kha ma a lo ko wa ko win saung ni le so re kha chai ko be ma le ma twa chin o aim ma ko yin mi da su le o phan thi me khle twat pyin sin me ko tat taung tat ta ni me no a lo a ri protect lo chin na jama yi so re kha chai jama ro u le yi tu ro ho tu ro would be ဆိုတဲ့ခါကျရင်ဒီလိုကာယံပြီးတော့လုံးဝဥလေးတွေကိုနှွေးထွေးပြီးတော့ nesting လောက်တာ တခုဖြည့်ဆွတ်ပြီးပြောချင်တာက Jupiter in Cancer ဒီလိုသွားတဲ့ကာလမှာမွေးဖွားနှုန်း fertility birth rate တွေပိုပြီးတိုးလာဖို့ရှိတယ်။အဲ့တော့ဒီတစ်နှစ်အတွင်းမှာကိုကကိုဝင်ဆောင်ဖို့ပြင်နေရဆိုတဲ့အခါကျရင်ဒါမှမဟုတ်လည်းနှစ်ပေါင်းများစွာကိုကိုဝင်ဆောင်ဖို့ကြိုးစားနေရကြပြီ။ကလေးမရတာလည်းကြာပြီဆိုတဲ့အခါကျရင်တော့အဒီတစ်နှစ်အတွင်းမှာ ျမတို့ possibility လေးပေါ့နော်ကံကောင်းလာနိုင်စရာလေးရှိတယ် Jupiter Cancer ခု transit အတွင်းမှာပေါ့နော်နောက်တစ်ခုကကိုက stock share တွေကစားတယ် stock ကစားတယ်ဆိုတဲ့အခါကျရင် stock market မှာ Jupiter ကအမြဲတမ်းတစ်ခုခုကိုသွားပြီးတော့ထိတွေ့လိုက်တိုင်းမှာသူက expansion ဖြစ်တဲ့အတွက်ကြောင့်မို့ဒီ stock market တွေလည်းတိုးလာဖို့ရှိတယ်ကိုက stock ကစားတယ်ဆိုတဲ့အခါကျရင်နော် stock market ကိုအခုတည်းကမျက်ခြေမပြတ်စောင့်ကြည့်ပါကို့အတွက်အခွင့်အရေးတွေပေါ်လာပါလိမ့်မယ်ဒီ cancer က အဲကျမတို့အိမ်နေနဲ့ဆက်ဆက်တဲ့အတွက်ကြောင့်မို့ဒီ period မှာ တချို့ကအိမ်ပြောင်းဝင်ပြောင်းနိုင်တယ်အခုနေနေတဲ့အိမ်ကနေပြီးတော့တပြင်ပိုကောင်းတဲ့အိမ်လေးပိုကြီးတဲ့အိမ်လေးနော်ပိုကျယ်တဲ့အိမ်လေးကိုပြောင်းနိုင်တယ်ပြီးတော့ Jupiter ကကျမတို့နိုင်ငံခြားနဲ့ဆက်ဆက်မှုရှိ Abroad နဲ့ဆက်ဆက်မှုရှိတဲ့အတွက်တချို့ကြတော့နိုင်ငံပြောင်းနိုင်တယ်အဲ့တော့ကိုအခုနေနေတဲ့အညာမြန်မာနိုင်ငံမှာပဲထားပါတော့ဗောနော်ဒါပေမဲ့တစ်နှစ်အတွင်းမှာကိုထိုင်းရောက်သွားတာတော့ထိုင်းမှာအိမ်လေးတိဆောက်လိုက်တာတော့စင်ကာပူရောက်သွားတာတော့နော်အမေရိကကတော့အခုကလာလို့မကောင်းတော့သိရတဲ့ ုင်မယ်ဒီမှာနားလေတဲ့အခုလောလောဆယ်ဖြစ်နေတယ်အခြေအနေကလူတော်များများက struggle ဖြစ်တယ်လူတော်များများက confuse ဖြစ်တယ်လူတော်များများက project အရင်လောက်ကြတယ်နော်အတင်းနေအပြင်းနေအမြင်လွှဲတာတွေ negative energy တွေအရင်များဆိုတဲ့အခြေအနေမှာ i want to encourage you there's always limitless abundant opportunity out there ။ဒါကျွန်မ sugar coated လုပ်ပြီးပြောတာမဟုတ်ဘူး။ But you have to believe it. နောက်တစ်ခုကလေဒီ idea လေးကိုရမုံလေးလုပ်မယ်လို့စဉ်းစားထားတာကိုယ့်အိမ်မှာ creative ဖြစ်တဲ့နေရာလေး sanctuary ပေါ့နော်ဟိုအဲ့ဒီနေရာလေးမှာကိုယ်တရားထိုင်တာပဲဖြစ်ဖြစ်အဲ့နေရာလေးမှာကိုယ်ကတခြင်းလေးနားထောင်တာမဖြစ်အဲ့နေရာလေး zen space ပေါ့နော်ဖျားစင်တော့မဟုတ်ဘူးအဲ့တော့ zen space မှာကိုယ်စာရင်ရေးမယ်ကိုယ်တစ်ခုခုပေါ့နော်အဲ့နေရာလေးမှာကိုယ်အပန်းဖြေမယ်ကိုယ် self care လုပ်မယ် because it is a wonderful time for self healing and self care ကျွန်တော်တ 2025မှာလည်းဒီဟာလေးကိုနည်းနည်းပြောခဲ့တယ်။ကျွန်တော်တို့အခုလွန်ခဲ့တဲ့နှစ်တွေကိုတော်တော်များများကတော်တော်လေးကို crazy ဖြစ်တယ်လို့ထင်မှာလာမယ့်90နှစ်ကအရှမ်းကိုမြင်တယ်။တစ်ခေါက်ကလည်းကျွန်မပို့စနေပြောထားတယ်။ဒီ90နှစ်အတွင်းမှာတော်တော်များများကကဘာမြေကြီးကနေထွက်သွားမယ်သူတွေအများကြီးပဲ။ထွက်သွားမဲ့လူတွေအများကြီးပဲ so it's gonna be very speed speedy ဆိုကျွန်တော်တို့အရင်က water နဲ့ on ပေါ့နော်တိတ်ပြီးတော့ initiate ဖြစ်တဲ့ energy နဲ့အခုက fast 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 အဲ့နဲ့ fire direction ကိုကျမတို့သွားနေတဲ့အတွက်ကြောင့် it's going to be very fast ဘလို့ပဲစီးပွားရေးတွေနိုင်ငံရေးတွေလူမှုရေးတွေအကြက်တဲတွေရှိနေပါစေ I always want you to open your heart အမြဲတမ်းတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ့်အတွက် opportunity ဆိုတာတော့ရှိနေလိမ့်မယ်ဒီလိုမျိုးညလုံးကြီးပိတ်ထားရင်တော့မြင်မှာမဟုတ်ဘူး so open your eyes and open your heart To ဒီတနေ့ကြမယ် Jupiter in Cancer transit လေးကတကယ်ကို positive ဖြစ်တယ်။ကျွန်မပြောသွားတဲ့အဲ့ဒီ theme တွေဟုံးနဲ့ပတ်သက်တာတွေကိုယ့်ရဲ့ family နဲ့ပတ်သက်တာတွေဒါတွေကအခုဒီနှစ်အတွင်းမှာပြန်ပြီးပေါ်လာတတ်တယ်။ကိုမိသားစုနဲ့ကိုပြန်ပြီး reconnect လုပ်ချင်တာတွေ So I think it's a beautiful placement and then also there's a lot of healing coming up. နော်ဆိုတော့ Jupiter အကြောင်းကိုပို့ပြီးတော့သိချင်တယ် Jupiter နဲ့ဆက်ဆက်ပြီးတော့ဘယ်လိုမျိုးငွေရေးကြေးကိုပွားရမလဲ Money နဲ့ပတ်သက်ပြီးတော့ကိုပို့သိချင်တယ်ဆိုတဲ့အခါကျရင်နော်ကျမတို့ Muller Astro Money Class upcoming လာဖို့ရှိပါတယ်အဲ့တော့ကိုကစိတ်ဝင်စားရဆိုတဲ့အခါကျရင်ဒီဗီဒီယိုရဲ့အောက်မှာ Muller ဆိုပြီးတော့ comment လေးရေးခဲ့ပါဒီ description မှာလည်းဒီ class ရဲ့အသေးစိတ်ကို ကျမရေးထားပါတယ် No, I'll see you soon.